မင်းကြည်ရင်လည်းငါကြမှာလည်းမတန်ဘူးကွာဒါတော့သူငကိုတည်းကသူစ조사တာတာနဲ့ဒီဘက်က plus လုပ်ပေးလိုက်တာနဲ့ဆိုတော့တမျိုးဖြစ်သွားမှာပါဒီကားထဲမှာတော့စူးထက်ကိုအတွက်ပုံစံမျိုးနဲ့တွေ့ရမှာပါအချမ်းပိမတီဟုတ်ရမတ်တဲ့ဖြစ်ဆိုင်ရပ်လာတီဟုတ်ကိုဒီကားကကျွန်တော်တို့တော်တော်ပင်ပန်းမာတယ်ရိုက်တာပင်တရားနဲ့တောင်ကြီးပေါ့နော်ပင်တရားနဲ့တောင်ကြီးရှမ်းပြည်နယ်တောင်ပိုင်းတစ်ခွင်မှာ ဟိုလှတဲ့နေရာတွေတော်တော်များများပါပါတယ်ဒီကားမှာရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့အင်းလေးကလော တောင်ကြီးပင်တရအစုံပါပါတယ်ခင်ဗျအဲဒီတော့ကျွန်တော်တို့လိုက်ရိုက်တယ်ပေါ့လေဟိုတော်တော်လေးအပင်ပန်းခံပြီးရိုက်တာပါပင်တရမှာတဲပြီးတော့နေတိုင်းကျွန်တော်တို့မနက်9:00နာရီထွက်တောင်ကြီးကိုသွားတောင်ကြီးမှာတက္ကသိုလ်ရိုက်ညနေပြန်ညကျွန်တော်တို့ဒီကစထွက်ရင်မုံမလင်းသေးဘူးအကုန်လုံး၄နာရီလောက်ဆိုထွက်ကြပြီအဲ၄နာရီလောက်ဆိုကျွန်တော်ထွက်ပြီးတောင်ကြီးကိုတက်ကြတောင်ကြီးရောက်ပြီဆိုပြင်ဆင်10နာရီလောက်စရိုက် ရိုက်ပြီးတခါညနေပြန်သိမ်းပြီးပြန်ရောက်ရင်ည9:00နာရီတော့မှပြန်ရောက်တယ်။အဲ့လိုမျိုးနဲ့ကျွန်တော်တို့တလာကွဲလောက်ပြန်သန်းနေရတယ်။နေ့တင်နေ့တိုင်းပေါ့နော်။အဲ့လိုရှိတယ်။ဟုတ်ကဲ့။အဓိကကတော့ location ပေါ့။ location ကိုကျွန်တော်မညာကျင်တာပေါ့။မညာကျင်တော့ဟိုထုတ်လို့သူဘက်ကလည်းအကုန်ကြခံနိုင်တယ်ပေါ့နော်။အဲ့ကြောင့်အကုန်ကြခံနိုင်တဲ့သဘောဖြစ်တော့ကျွန်တော်တို့အမှန်ပဲပြကျင်တဲ့စိတ်ရောအဲ့ဒါနဲ့အပင်မခံပြီးရိုက်လိုက်တာ။ချက်သုံးသူရဲ့အတုပတ်တိအမြင်ရှိတဲ့ ဒီမြဖြားခံရတော့သူကဆရာညံကြတိုင်းပေါ့နော်ဆရာကြီးညံကြတိုင်းရဲ့သူ့ရဲ့ပထမဦးဆုံးသောကလောင်ပေါ့နော်ပထမဦးဆုံးကလောင်ပထမဆုံးသောဝတ္ထုဖြစ်ပါတယ်အဲသူ့ရဲ့ဆရာကြီးရဲ့ဟိုဒိတ်မှတ်နေနေပေါ့နော်ဒီသက်ကားကိုဒီဟိုးတုံးတဲ့ကကျွန်တော်ကလေးပွားတွေပေါ့ဒါဆရာပထမဆုံးဖတ်တဲ့ဝတ္ထုဖြစ်တဲ့အတွက်ကလေးပွားတွေကြိုက်နှစ်သက်တဲ့အပြောက်ပေါ့လေအခုအကောင့်ထဲပေါ်ခွင့်ရတဲ့အချိန်မှာဒါကျွန်တော်ရွေးချယ်ပြီးရိုက်ခဲ့တာပေါ့လေဒါအဲ့လိုနဲ့ပဲ ဒီဆရာကြီးကိုအမှတ်တရဖြစ်တဲ့အနေနဲ့ရောနောက်ပြီးပရိသတ်တွေကိုချပြခြင်းတဲ့အကြောင်းအရာလေးတွေလည်းရှိတာနဲ့ဒီဇာတာကိုရိုက်ကူးပြစ်သွားတာနော်။သူကအဓိကတော့ဝတ္ထုရဲ့ဇာကျောကတော့သွားတာတော့သုံးမွေဆိုင်ပဲကိုလေ။သုံးမွေဆိုင်အချစ်ဇာလန်းလေးပါ။ဒါမဲ့သူကကျင်းတယ်တော်တော်လေးဇက်အိမ်တော့သေးတယ်ပေါ့နော်။အတိုင်းသေးတော့သူကအဲ့တော့သုံးအုပ်တွဲထွက်သွားတာ။စိုင်းဆရာ၃ယောက်ပေါင်းပြီးတော့ဝတ္ထုဆိုပြီးတော့ထွက်သွားတာပေါ့နော်။ဆရာမဲလူရဲ့ နောက်ပြီးတော့ဆရာငိမ့်ကျော်ရဲ့ဆရာနွန်ညာတိုင်အဲ့လို၃ယောက်ပေါင်းပြီးတော့တအုပ်ဟိုပါပေါ့လွမ်းပြော်ရဲ့မေးမရတဲ့အချက်ဆုံးသူရဲ့အတုပ္ပတိဆိုပြီးတော့အဲ့ဒီဝတ္ထုလေးတွေပေါ့ဖတ်လာအဲ့ခရီးကကျွန်တော်တို့ចောင်းသားဘွားအရန်ကြိုက်ခဲ့တာပေါ့လေသူကဇတ်သိမ်းမှာ မထင်မှတ်တဲ့ဒီပရိသတ်တွေဘလို့မှမထင်မှတ်တဲ့အရာလေးပေါ့လေအဲ့လိုလေးတစ်ခုပါတာကြောင့်အဲ့ဒါလေးကိုလည်းကျွန်တော်တို့ဟိုဒါလေးကိုလည်းကျွန်တော်ပြချင်တာပေါ့အဓိကတော့အဲ့ဒါလေးတင်ပြချင်တဲ့စိတ်ကလေးနဲ့အဲ့လိုမျိုးလေး ဒီကောက်ရွေးချယ်ပြီးရိုက်ကူးပြစ်တာเนาะသူကလေကျွန်တော်တို့အဓိကတော့သူကတက္ကသိုလ်ဇက်ပေါ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဇက်ဖြစ်တဲ့အတွက်ကျွန်တော်တို့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့အပိုင်းကဏ္ဍပေါ့အဲ့အများကြီးကျွန်တော်တို့ဖြစ်စွတ်ပြီးတော့ထည့်လိုက်တာပေါ့လေတက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ကျောင်းကျောင်းသားဘဝပေါ့ကြက်တန်းခဲ့တဲ့ဒီမှာအမတ်တရဖြစ်စရာလေးတွေပျော်ရွှင်စရာတွေဝန်းနေစရာတွေအဲသူတို့ကြက်တန်းခဲ့ရတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့အကြားထဲမှာကျွန်တော်တို့ထည့်လိုက်တယ်ပေါ့အဲ့ဒီအတွက်ကြောင့်ဒီ နောက်ပြီးတော့ဒီမှာထူးခြားချက်ကမင်းသားမင်းသမီး၃ယောက်က တက္ကသိုလ်၃ခုဖြစ်တယ်။တစ်ခုကကြတော့ရိုး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 တက္ကသိုလ်ရိုးရိုးမိန်းပေါ့နော်။တစ်ခုကကြတော့ဆေးတယောက်ကဆေးနောက်တယောက်ကကြတော့နှီးပညာတက္ကသိုလ်အဲဒီတော့ RID ပေါ့။အဲ RID ပေါ့။အခုတော့နှီးပညာဖြစ်သွားတာပေါ့။အဲ့တော့သူတို့၃ယောက်ရဲ့အကြောင်းက၃ကြောင်းဖြစ်တယ်။အဲ့တော့ဒီကိစ္စဒီကားကိုကျွန်တော်ဖော်ညွှန်းဖို့ကဒီအကြောင်း၃ကြောင်းလုံးပါမှာပြည့်စုံမှာ။အကြောင်း၃ကြောင်းလုံးရိုက်ဖို့အတွက်ကိုကျွန်တော်လွတ်လွတ်လပ်လပ်ရိုက်ခြင်းနဲ့စာနာရှိတာကြောင့် အစ်စ်လဲကျွန်တော်ရိုက်ချင်တာလေအဲ့တော့ကျွန်တော်တောင်ကြီးတက္ကသိုလ်မှာသွားရိုက်လိုက်တယ်အဲ့တော့တောင်ကြီးတက္ကသိုလ်ရဲ့တောင်ကြီးစိတ်တက္ကသိုလ်ရဲ့တောင်ကြီးနီးပညာတက္ကသိုလ်ရဲ့ဒါအစ်စ်ဒီမှာကျွန်တော်သွားရိုက်လိုက်စုထက်ကမြန်မာသားအကြောင်းသူကမြန်မာသားအကြောင်းသူကအင်ဂျင်နီယာကမင်းသားမင်းသားကတော့ကောင်းမြတ်ဆန်ကတော့မင်းသားပေါ့လေအဲ့ဒီမှာဟိုမင်းသားရဲ့ဟိုကကြာသူကအင်ဂျင်နီယာသူကဟောပေါ့ဘာကောက်လဲပြက်စစ်ပေါ့အဲသူကအဓိကတော့ electrical အဲနောက်ပြီးတော့မုံကကြာတော့ဆေး အဓိကတော့သူကတည်ငြိမ်နေဒီကားထဲမှာတည်တည်ငြိမ်ငြိမ်နဲ့ဟိုဟိုသူ့ရဲ့ဖြတ်သန်းတဲ့ဘဝမှာသူကမိဘတွေအောက်မှာသူကဖြတ်သန်းခဲ့ရတယ်ဆိုတော့နည်းနည်းချုပ်ချုပ်ချယ်တဲ့မိဘရဲ့အတိုင်းဝိုင်းဟာဖြစ်ခဲ့တော့အဲအဲ့လိုမျိုးပေါ့နော်အဲ့ဇက်ရုပ်ကိုကြည့်လိုက်တော့ဒီဟိုဟာမုံနဲ့ပုံပြီးလိုက်ပတ်တယ်လို့ထင်တယ်ပေါ့လေဒါမုံကိုလည်းဒီကိစ္စဒီကားမှာရိုက်ပေးမယ်လို့ပြောထားတာလေးလည်းရှိတယ်တကားကလည်းအဲ့တော့သူနဲ့လည်းလိုက်ပတ်တဲ့အတွက်မုံနဲ့ရိုက်ကူးပြသွားတာပါသူကလေဟို ကျွန်တော်မြင်တာတော့အတနာကံလေးပို့ပြီးတော့လိုက်ဖက်တယ်လို့မြင်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးပထမတော့သူ့ကိုခိုင်းခဲ့ဘူးတာဓာဝင်းမြန်ဓာဝင်းမြန်တော့လည်းသူ့ယောက်ျားပြစ်သွားတော့ဟိုပရိဒတ်တနာတော့ဗလေအဲ့အဲ့လိုမျိုးဇက်ရုပ်ကလေးကိုပဲကျွန်တော်ပေါညွှန်းမြင်တာကြောင့်ဒီကားမှာလည်းသူကတပတ်သက်ပေါ့သူချစ်ရတဲ့ချစ်သူပေါ့အချစ်ကြီးခဲ့တဲ့သူတယောက်ပေါ့အဲ့အဲ့လိုမျိုးပုံစံနေနဲ့ကျွန်တော်ပေါညွှန်းတာပါသူကတော့ဟိုဒီမှာသူချစ်တယ်ဆိုတာမိကလေးတယောက်ရဲ့သိက္ခာတော့သူမထိန်သိမ့်နိုင်အောင်သူတကယ်ချစ်တယ်အဲ့လိုပုံစံမျိုးလေး ပြောင်းလာတာပါဟုတ်ကဲ့သူကတော့အပြင်မှာတော့ငြိမ်တယ်ဒါပေမဲ့ဒီမှာတော့သူကြော်တော်ကြိုးစားရပါတယ်သူကြိုတင်ပြီးတော့ကြံဟိုဖြစ်တာကျင့်လာတာကြီးပါတော့ပေါ့လေဒီကားမှာသူဟို script ပြတယ်ကသူအမျိုးမျိုးကျင့်နေတာပေါ့လေအဲ့ပုံမှာမူဒီဘက်စင်းမှာဘယ်လိုလုပ်မယ်ဆိုတာသူ plus လုပ်ပေးလိုက်ရတာပေါ့ဒါတော့သူငကိုတဲကသူကြိုးစားရတာနဲ့ဒီဘက်က plus လုပ်ပေးလိုက်တာနဲ့ဆိုတော့တမျိုးဖြစ်သွားမှာပါဒီကားထဲမှာတော့စုထက်ကိုအသွက်ပုံစံမျိုးနဲ့တွေ့ရမှာပါဒီကားကကျွန်တော်တို့တော်တော်ပင်ပန်းมาလေရိုက်တာတင်တရနဲ့တောင်ကြီးပေါ့เนาะ ်မင်းဒီယာနယ်တောင်ကြီးရှမ်းပြည်နယ်တောင်ပိုင်းတစ်ခွင်မှာဟိုစတဲ့နေရာတွေတော်တော်များများပါပါတယ်ဒီကားမှာရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့အင်းလေးကလောတောင်ကြီးပင်တရအစုံပါပါတယ်ခင်ဗျအဲဒီတော့ကျွန်တော်တို့လိုက်ရိုက်တယ်ပေါ့လေဟိုတော်တော်လေးအပင်ပန်းခံပြီးရိုက်တာပါပင်တရမှာတဲပြီးတော့နေတိုင်းကျွန်တော်တို့မနေ့9နာရီထွက်တောင်ကြီးကိုသွားတောင်ကြီးမှာတက္ကသိုလ်ရိုက်ညနေပြန်ညကျွန်တော်တို့ဒီအစထွက်ရင်မုံမလင်းသေးဘူးအကောင်က၄နာရီလောက်ဆိုထွက်ကြပြီအဲ၄နာရီလောက်ဆိုကျွန်တော်ထွက်ပြီးတောင်ကြီးကိုတက်ကြ တောင်ကြီးရောက်ပြီးဆိုပြင်ဆင်10နာရီလောက်စရိုက်ရိုက်ပြီးတခါညနေပြန်သိမ်းပြီးပြန်ရောက်ရင်ည9နာရီလောက်မှပြန်ရောက်တယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့တလာကွဲလောက်ပြန်ဆန်းနေရတယ်နေ့တင်နေ့တိုင်းပေါ့နော်အဲ့လိုရှိတယ်ဟုတ်ကဲ့အဓိကတော့ location ပေါ့ location ကိုကျွန်တော်မညာကျင်တာပေါ့မညာကျင်တော့ဟိုထုတ်လုပ်သူဘက်ကလည်းအကုန်ကြခံနိုင်တယ်ပေါ့နော်အကြောင်းကုန်ကြခံနိုင်တဲ့သဘောဖြစ်တော့ကျွန်တော်တို့အမှန်ပဲပြကျင်တဲ့စိတ်ရောအဲ့ဒါနဲ့အပင်မခံပြီးရိုက်လိုက်တာဒီအချက်ဆုံးသူရဲ့အတုပတ္တိယ तू ကတော့ဟိုပါပေါ့ romance drama ပေါ့နော် romance drama romance အပြင်းစားခုံပါပေါ့သူကအချစ်ဘက်ကိုတက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ငယ်ရွယ်ငယ်ရွယ်တဲ့ကလေးတွေရဲ့ life လေးတွေအဲအဲ့ဒါလေးတွေများများပါမယ်အဲ့တော့ရှေ့ပိုင်းမှာတော့ဟိုသူကဟိုအပျော်လေးနေနဲ့တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝပြတ်သန်းစရာလေးတွေနဲ့အဲ့လိုသွားတော့နောက်ပိုင်းကတော့ drama အပြင်းစားနဲ့ဖွင့်ညွှန်းတာတော့ပေါ့လေဆရာရဲ့ original ဝတ္ထုကိုလည်းကျွန်တော်တို့ frame ကိုအဓိကယူပြီးတော့ဂျားထဲမှာတော့ ဖြစ်ထားတာပေါ့လေအများကြီးဖြစ်ဆွတ်ထားတယ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ဘဝလေးတွေသူတို့ live လေးတွေဖြစ်ဆွတ်ထားနောက်ပိုင်းလေးမှာလည်းဇာသိန်းလေးတော့နည်းနည်းလေးရောက်လာတယ်ရောက်လာတယ်ပေါ့လေအဲဇာသိန်းကတော့ဝတ္ထုတရားအတိုင်းမဟုတ်ပါဘူးသူက taste ရင်းမတူဘူးပေါ့ taste ကမတူဟိုဟာကအိမ်တော်ရေး drama အိမ်တော်ရေး drama ဆိုတော့ဟိုဟာကသူ့အိမ်တော်ရေးအတိုင်းပူလောင်နေတာပေါ့နော်လောင်နေတာပေါ့တစ်ချိန်လုံးအဲအဲ့ဒါဒါကြတော့ဟိုသူတို့ကျောင်းလူငယ်ဇေယိုက်ကလေးနည်းနည်းပါတယ် လူငယ်ဆန္ဒလေးတွေပျော်ပါနေတာတွေနောက် group လည်းများတယ်ဒီထဲမှာတရုတ်ဆောင်တွေတော်တော်များပါတယ် MRT4 ရဲ့ talent တွေတော်တော်များများပါတယ်ဒီကားထဲမှာအဲအဲ့လိုမျိုးပေါ့စီကားအောင်တော့ထည့်ထားတာပါသူ့ဘာနဲ့သူ location တွေရောဟို plot တွေရောအများကြီးချိန်ထားတာပေါ့အဲ့တော့တင့်စင်းရတော့မတူဘူးပေါ့အဲ့တော့ကြိုက်တဲ့ပြိဿကလည်းဒီအရန်အပြင်းသားလောင်နာကိုကြိုက်တဲ့ပြိဿရှိသလိုဒီလိုမျိုးចောင်းသားကပေါ့ပေါ့ပါပါလေးနဲ့သွားပြီးနောက်ပိုင်းမှာ drama အပြင်းသားနဲ့အဲ့လိုမျိုးပေါ်ညွှန်းကြိုက်တဲ့ပြိဿလည်းရှိတယ်ပေါ့အဲ့တော့ ိဋ္ဌချင်းတူချင်းမှလည်းတူမယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့ဒါအစွမ်းကုန်ကြိုးစားတာပါဒီကျွန်တော်တို့ဒီအချက်ဆုံးသူရဲ့အတုပတ္တိဇာလန်တွဲပေါ့နော်ရုံမြင့်တန်ကြားဇာလန်တွဲဟာ MRT4 ကနေပြီးတော့တနင်္လာနေ့တောက်ကြည9နာရီအချိန်မှာ ထုတ်ထွက်မှာပေါ့နော်ဒီလာမဲ့73ရက်နေ့ကစပြီးတော့ဟိုကျွန်တော်တို့စတင်ည9နာရီစတင်ထုတ်လွှင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆရာညညာတိုင်းကိုလွမ်းစောတန်တာသောပြိဿများကော ျွန်တော်ရဲ့ပြိဿများအားလုံးပေါ့နော်ဟိုသူအားပေးကြည့်ရှုကြပါဦးလို့ဒီအချက်ဆုံးတွေအတုပတိလုံမြန်တဲ့ဇာလံတွေကိုကျွန်တော်တို့စ조사ထားတဲ့조사ချက်ကလေးတွေကိုကြည့်ရှုအားပေးပြီးတော့ကျွန်တော်တို့အပေါ်မှာပံ့ပိုးကွန်ကြီးပေးပါဦးလို့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်